န်းပညာရေးအကယ်ဒမီ TEA ပတ်စဉ်နှစ်ကျောင်းစင်ပွဲကိုတောင်ပြည်နမ်ဆန်ခရိုင်မှာကျင်းပပြုလုပ်ခဲ့ပါတယ်။ကျောင်းသားကျောင်းသူ155ဦးထပ်မံမွေးထုတ်နိုင်ခဲ့ပြီးကျောင်းစင်တဲ့ကျောင်းသားကျောင်းသူတွေကိုတောင်ပညာရေးကောင်စီ TLEC မှာပညာရေးလုပ်ငန်းအတွက်တာဝန်ထမ်းဆောင်ကြမှာဖြစ်ပါတယ်။ကျောင်းစင်ပွဲကိုဧပြီလ20ရက်နေ့ကကျင်းပပြီးကျောင်းသားကျောင်းသူတွေကိုကျောင်းစင်လက်မှတ်ပေးအပ်ခဲ့ပါတယ်။ဒါအပြင်ထွတ်ချွန်သူတွေကိုလည်းဆုချင်းချင်းပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားကို PSOF TNUA အထွေထွေသူရင်မှုနှင့်ဘူမူကြီးတာပန်ဟနဲ့သူတောင်းတမိုင်းသူတေတနာအဖွဲ့ကဒေါက်တာအောင်မင်းဦးတို့ဖွဲ့နဲ့မိဘပြည်သူများလူဦးရေ900တက်ရောက်အပေးခဲ့ပါတယ်။ကျောင်းဆင်းတဲ့ကျောင်းသားကျောင်းသူတွေကိုတန်ပြတနစ်လက်တွေ့ကွင်းဆင်းရမှာဖြစ်ပြီးကျောင်းကတမတ်ခေါ်ယူချိန်မှာပညာရေးဒီပလိုမာတန်းများဆက်လက်တက်ရောက်တင် जा ခွင့်ရမှာဖြစ်ပါတယ်။ DEA က2024ခုနှစ်ဧပြီလမှာအပတ်စဉ်တိကိုစတင်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ပတ်စဉ်နဲ့အပြီးမှာလာမယ့်ဩဂုတ်လမှာအပတ်စဉ်၃ကိုထမှန်ဖွင့်လှစ်သွားမှာဖြစ်ပါတယ်ရှင်ကျမလွိပိုခရူပါ